ဒီနေ့မှာတော့ကျမတို့မိသားစုဝင်တွေဖခင်ရဲ့မဟာစီခိုင်းချက်မဟာစီမံကိန်းပေါ့နော်အဖရဲ့အလုံးမှာသားသမီးတွေအနေနဲ့လုတ်ကင်ခွင့်ရတဲ့အရာလေးရတော့အင်မတန်မှထူးဆန်းပါတယ်တင်ញိုင်းကုန်းတစ်ခုရဲ့အဲဆရက်တစ်ခုမှာဖခင်ရဲ့တင်စကားကိုမကြားဘူးသေးတဲ့သူတွေကိုစုယုံပြီးတော့မှာပေါ့နော်ဟောဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ကဖန်ဆင်းခြင်း ရခင်ကကဲ့တင်ပေးခြင်းတည်ငောင်းကိုပြောကြားခွင့်ရတဲ့အဖြစ်ပါတယ်။ဒီအခုလက်ရှိပြတဲ့အိမ်လေးမှာနေတဲ့ဆရာမတိန်လို့ခေါ်တယ်။ချင်းလူမျိုးဖြစ်တယ်ပေါ့နော်။အဲ့ဒီဆရာမကဒီတင်ញိုင်ကိုနာကဲ့ရမှာပဲနေတာဖြစ်တယ်။ဒါကအဲ့ဆရာမရဲ့အိမ်ရှိဒီချန်စီယိုဘေးလေးမှာကတော့ အာဒီခုမြင်တဲ့အတိုင်းပေါ့နော်အုတ်ခုတွေအဲဆီယာမကတော့ဒီမှာနေပြီးတော့မှစေကုပေးတယ်ပေါ့နော် Sunday school ကလေးငယ်တွေကိုတင် जा ပေးတဲ့အရာကိုလုတ်ကင်နေတယ်ဆီယာမဖြစ်ပါတယ် SDI ဘက်ကခုမြင်နေရတဲ့နေရာလေးကတော့ဂျွာပေါ့နော်နမ်းမြင်နေရပါတယ်ဆီယာမကတယောက်တည်းဒီတင်ကျန်ခုမှနေပြီးတော့မှနော်အမှုတော်ဘုရားရှင်ရဲ့အမှုတော်ကိုဆောင်ရွက်နေတော့ဆီယာမဖြစ်ပါတယ် เนาะไอ้เสี่ยมาก็နေပြီးတော့มา Sunday school ကလေးငယ်မိဘတွေနဲ့မိသားစုဝင်တွေလို့ဖြစ်နေတဲ့အခါမှာဖခင်ရဲ့အကြောင်းပြောခြင်းနဲ့ဆိုပြီးတော့มาလူတွေစုပြီးတယ်ပေါ့เนาะသူတို့တွေလည်းတရင်စကားကိုတစ်ခါမှမကြဘူးတည်တော်သူတွေဖြစ်ပါတယ်ပေါ့เนาะကျေးဇူးတော်ချီးမွမ်းတယ်ကျမတို့လည်းဖခင်ရဲ့ကောင်းမြတ်ခြင်းကိုဟော နောက်ဆုံးတော့ကာလမှာကျမတို့ယုံကြည်သူရောက်ချင်းစီတိုင်းကပြောရမယ်လေနော်ပြောမှာပဲသူတို့လည်းသိမှာဖြစ်တယ်ပေါ့နော်ယုံကြည်တာမယုံကြည်တာသူတို့တတ်တာတွေပြောင်းလဲတာမပြောင်းလဲတာဆိုတော့ကဘုရားကကျမတို့ကိုပြောပဲပြောခိုင်းတာဖြစ်ပါတယ်မြင့်ကြီးဆုံးတိုင်အောင်ဧဝံဂေလိတည်င်းစကား ဘုရားခင်ကောင်းမြတ်ခြင်းတည်ငောင်းကိုပြောဖို့လို့အတွက်ယုံကြည်သူညီကောင်တော်အရောက်ချင်းစီတိုင်းကိုဘုရားခင်ကအလုခံထားပြီးသားဖြစ်တယ်ပေါ့နော်ကျမတို့ကဘုရားခင်အလုခံခြင်းခံနိုင်ရတဲ့သူတွေဖြစ်တယ်လို့ဘုရားခင်ရဲ့သားသမီးတွေဖြစ်တဲ့အခါမှာအဖရဲ့အလုကိုကျမတို့ကလှုပ်ဆောင်ကြတာဖြစ်ပါတယ် ီနေ့သူတို့ဒီသတင်းကောင်းကိုကြားရတဲ့အခါမှာလောကသတင်းတွေကတော့စိုးပါတယ်။သူ့ပြင်မဲ့ဒီခေတ်သူတို့ကြားရတဲ့သတင်းကတော့အင်မတန်မှသူတို့တော်ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းလွတ်မြောက်ခြင်းငြိမ်သက်ခြင်းပေါ့နော်။သူတို့ခံစားခဲ့ရပါတယ်။ကလေးငယ်တွေကတော့ဟွန်းကြောက်သွားနေကြတာဖြစ်တယ်ပေါ့နော်။ဘလူးဂျီစုစုပေါင်းအယောက်60အကျော် ရှိပါတယ်ပေါ့နော်သူတို့တွေလည်းပျော်ရွှင်တယ်ကျမတို့တွေလည်းအဖေရဲ့အလို့ကိုလှုပ်ခွင့်ရတဲ့အနေအတွက်ဖေကိုကျေးဇူးတင်တယ်ပေါ့နော်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ပေါ့နော် ဒီမိသားစုဝင်တွေသတင်းကောင်းကြပြီးတဲ့မိသားစုဝင်တွေအတွက်ကိုလည်းကျမတို့တွေယုံကြည်သူညီကောင်မတို့အရောက်ချင်းစီတိုင်းတရိယာစုတောင်းပေးဖို့လို့အတွက်ပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုတင်ပေးရခြင်းဖြစ်ပါတယ်။ရာသခင်ကလည်းအဲတကယ်ကိုပဲဆီယမကိုတုံးပြူတယ်ဘောနော်ဘုရားဆီယမရဲ့ယုံကြည်ခြင်းနဲ့အမတမကြီးမာတယ်ဒီနေရာမှာဒီမိသားစုဝင်တွေကသူ့ရဲ့မိသားစုဝင်တွေလိုမျိုးပဲဖြစ်နေတာဖြစ်တယ်အားလုံးက တလုံးတဝရဲနဲ့ဒီတင်းញိုင်းကုန်းမှာရှိတဲ့ဒီစေရက်လေးอ่ะကျမတို့ရဲ့တကယ်ပဲဘောနော်ဟိုနေဘောနော်ဘုရားရှင်ပြည့်စင်သားတဲ့နေရာလေးပဲဖြစ်ပါတယ်ဘောနော်ကျမတို့ဒီနေရာအတွက်ကိုအထူးဆုတောင်းပြီးတော့စက္ကတ်ထားတာဖြစ်တယ်ကျမတို့ဒီနေရာကိုဘောနော်မလာရောက်ခင်မှာလဲအာဘုရားရှင်ရှီမှာဆုတောင်းတယ်ကောက်ကဲတမန်တွေနဲ့ဆေးလွတ်ပြီးတော့မှကျမတို့ဒီမြေနေရာတွေလေတုတွေအားလုံးကိုတတ်ရှင်လုပ်ပြီးတော့မှ ဖယားခင်ပိုင်တဲ့နေရာဖြစ်တယ်ဆိုမှကျွန်တော်တို့ဆူတောင်းလာတာဖြစ်ပါတယ်ရာသီဥတုကအခုမြင်တဲ့အတိုင်းပဲပေါ့နော်တိမ်နေတော့ထူထပ်ပြီးတော့မှဟိုတော့ကောက်ကင်ကပြားပြီးတော့တိမ်နေနော်အဆုံလိုက်မြင်နေရပါတယ်ပေါ့နော်ဒီဆိုင်လူတွေကတော့ကျွန်တော်တို့ဖယားရဲ့မြေတားကိုဖယားခင်ရဲ့ချစ်ချင်းမြေတားဖြစ်တယ်ကျမတို့နဲ့ဆက်ဆိုင်ရတော်သူတွေကိုချစ်တယ်ကျမတို့ချစ်ချောင်းကိုမေတ္တာပြတဲ့အရာလေးလက်တွေ့ပြတဲ့အရာလေးပဲဖြစ်ပါတယ်ဗောနော်နှုတ်ကနဲ့ချစ်တယ် အဲဆိုရဲအရာမျိုးမဟုတ်ဖ ೇನೆ ကျွန်တော်တို့ပေါ့နော်ဒီအချင်းအားဖြင့်သူကိုဟောပေါ့နော်ချစ်ကြောင်းမေတ္တာပြတဲ့အရာလေးပဲဖြစ်ပါတယ်ပေါ့နော်အဲဒီခါမှာကျွန်တော်တို့ဒီရာတိဥဒုကိုလည်းဘုရားခင်ကကောင်းချီးပေးထားပါတယ်ကျွန်တော်တို့ဆုတောင်းနိုင်တဲ့အတိုင်းကိုပဲနော်မိုးအုပ်နေရာနေပြီးတော့မုံတန်းရှိတဲ့ကဲ့သို့ကောင်းကင်ကမှိုင်းနေရာနေမှာအေဥဂလီသရင်စကပြောတဲ့အချိန်9နာရီကိုရောက်လာတဲ့အချိန်မှာ အဲ့လိုမျိုးမုကောင်းကင်ကပြပြီးတော့တိမ်နေထူထပ်လာတာဖြစ်ပါတယ်။အေဝံဂေလိလှုပ်ဆောင်တဲ့လှုပ်ဆိုင်တိုင်းမှာဘုရားရှင်ရဲ့နမိတ်လက္ခဏာကိုကျွန်တော်တို့ထူးခြားစွာတွေ့ရပါတယ်။အခုဆုတောင်းခံနေတဲ့အချိန်ပေါ့နော်။သူတို့ဆုသူတို့ဆုတောင်းပြီးမယ်ဆိုတဲ့အချိန်မှာလည်းအယောက်60ကျော်လုံးကထွက်လာပြီးတော့မှအားလုံးတရားနဲ့တရားမတူညီတဲ့ဝင်တွေရှိတယ်လေနော်။ အကျွေးဝင်တွေရှိတယ်ပြီးတော့အရရဲ့ချစ်ကြုံဘဝမှာရှိနေတော်သူတွေရှိတယ်အကွန်ရမဖြတ်နိုင်တော်သူတွေရှိတယ်အတာသမီးတွေမကောင်းစားဘူးရမ်းဆိုးတယ်ဒီပြဿနာတွေပေါ့နော်ကျမကြီးမကောင်းဘူးဆိုပြီးတော့မှနော်ဝင်လေပြင်မှန်းတော့သူလောပေါင်း9000ကိုလာပါယေရှုဖျားကပြောတာဖြစ်တယ်ကျွန်တော်တို့ကတို့ရှိမှရှိနေတဲ့များသောပြဿနာအခက်ခဲဝင်လေကို ကျွန်တော်တို့က အာမလုပေးနိုင်အောင်ဒါပေမဲ့ကျမတို့ယုံကြည်တယ်ကျမတို့ကိုးကွယ်တယ်ကျမတို့ရဲ့အဖဖခင်ကတော့လုပေးနိုင်ပါတယ်ဒီဖခင်ရဲ့နာမအားဖြင့်ကျမတို့ကဆုတောင်းပေးမယ်ဖခင်က ်။အတင်းတို့ရဲ့ပြဿနာခက်ခဲဒုက္ခတွေအားလုံးကနေကယ်တင်ပေးုံနာမကပဲနဲ့ဒီဘဝမှာခက်ခဲပြဿနာပေါင်းများစွာကနေကယ်တင်ပေးပြီးတော့နောက်ဘဝတမလွန်ဘဝမှာလည်းသာဝရနဲ့ဆိုင်တဲ့ကယ်တင်ခြင်းကိုလည်းပေးနိုင်တော်ဖရာဖြစ်ပါတယ်ဆိုမှကျမတို့ကအတူတူကိုရပါတော့။ဖရာသခင်ကြီးမှာဆုတောင်းပေးကြတာဖြစ်ပါတယ်။ဖရာခင်တော်လည်းဘုန်းကြီးပါစေ။ဒီမိညာလေးကိုကြည့်တဲ့ညကိုပေါ့နော်အယောက်ချင်းစီတိုင်းပဲလဲ။ အဲအခုမိသားစုကျွန်တော်တို့ညီကိုတွေဝိညာဉ်ကြီးတပတ်တွေညီကိုတွေရှိတဲ့နေရာမှာကျွန်တော်တို့လှုပ်ဆောင်ဖို့လို့အထရောပေါ့နော်ဒီမီဒီယာလေးအပြင်အကျွန်တော်တိုက်တွန်းခွန်အားပေးပါတယ်ဒီမှာကြားရတဲ့ညီကိုမောင်မအာတယောက်ချင်းစီတိုင်းတို့လည်းတတိယဆုတောင်းပေးဖို့လို့အတူကကျွန်တော်တို့ဒီမီဒီယာလေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အယောက်ချင်းစီတိုင်းတာခင်ကောင်းချီးပေးပါစေ